အစင်ချင်းမဲ့ဆရာဝေါင်းများစွာကိုပြစ်ထားတာကခင်ဗျားတို့ပြည်သူကိုတတ်တဲ့ဘက်ကနေယက်တီနေတာနဲ့အတူတူပဲခင်ဗျားတို့ကအာရမဘတ်တော်သားတွေပဲအမကိုခင်ဗျားတို့တိုက်ခိုက်နေတဲ့အာရမဝါဒီတွေပဲလို့တရားဝင်ကြုတ်သတ်မှတ်ရပါလိမ့်မယ်ဗျာ ဒေါက်တာမုတ္တနာတို့ဒေါက်တာသဟိန်တို့အီဂက်တင်းဖွဲ့တို့အဲ BBC တို့သိန်းစော်ညူတို့နဲ့ပေါင်းပြီးတော့ဒီအပြစ်မဲ့တိုင်းစစ်ဆရာမတယောက်ကို အပြုတ်တိုက်လိုက်တာအဲ့ဒီတိုင်းစစ်ဆရာမဒုက္ခရောက်တာတဲ့တိုင်းစစ်ဆရာမကိုယုံကြည်တဲ့သူတွေမိခိုးတဲ့သူတွေတိုင်းစစ်ဆရာမနဲ့စေကူလို့တစ်ပိုင်းတစား ပျောက်ကင်းနေကြတဲ့သူတွေအင်မတန်ဒုက္ခရောက်တဲ့အကြောင်းပြောပြပါရနော်အဲဒီကနေ့ဒေါက်တာသဟိန်ပြောထားတဲ့လိန်စင်ကြီးတစ်ခုကိုထပ်ပြီးတော့အထုတ်ဖြစ်ပြပါမယ်ဗျာဒေါက်တာသဟိန်ကပြောတာပါနော်ပြည်သူလူထုရဲ့အကြမ်းမာရေးအတွက်အလွန်အန္တရာယ်များတဲ့မျက်စိယောဂါတွေကုသယောဂါတွေအရေးပေါ်ကယ်ဆယ်ရန်လိုအပ်တဲ့ယောဂါတွေကိုတဲ့ဒေါက်ကဆိုင်ကုသနေတာကိုတဲ့အဲတားဆီးရမယ်အလို့ဟာတဲ့ဒေါက်တာသဟိန်တို့ရဲ့အလို့ဖြစ်တယ်တဲ့ ်ရကျမ်းမာရေးဝန်ကြီးဌာနကအတိမတ်ပြုထားတဲ့တရားဝင်လိုင်စင်ရဆရာဝန်များရဲ့အလုပ်ဖြစ်တယ်တဲ့သူအဲ့လိုပြောတယ်ပေါ့ဗျာတရားဝင်လိုင်စင်ရဆရာဝန်တွေအများကြီးရှိတာပေါ့နော်အဲ့ဒီအများကြီးတဲ့ဘာမှပြည်သူလူထုရဲ့ကျန်းမာရေးအတွက်အလွန်အန္တရာယ်များတဲ့အဲမျက်စိယောဂါတွေဆက်ယောဂါတွေအရေးပေါ်ကယ်ဆယ်ရန်လိုအပ်တဲ့ယောဂါတွေကိုကုသနေတာမြင်ရလို့ဒေါက်တာတဟိန်တို့ကပြည်သူလူထုဘက်ကနေခုခံကာကွယ်တဲ့အနေနဲ့ပြည်သူလူထုရဲ့အန္တရာယ်တရက်ကိုနှိမ်နှင်းလိုက်တယ်ဆိုတဲ့ပုံစံမျိုးသူပြောသွားတာပေါ့နော် အဲ့တော့ဒေါက်တာဆိုင်းကြီးကတိုင်းစေးဆရာမှာပါနော်ဒေါက်တာသဟိန်းတို့ကတိုင်းဖြားစေးဆရာဝန်တွေပေါ့ဒေါက်တာသဟိန်းတို့ကတာဝန်သိစိတ်သက်တကယ်ရှိတယ်ဆိုရင်ပေါ့လေအနောက်တိုင်းဤပညာကိုကင်ဆယ်ပြီးကုသနေတဲ့ဆရာဝန်တွေ ဆရာဝန်မတွေရဲ့ကုသမှုကြောင့်အမျိုးမျိုးအဖုံဖုံဒုက္ခရောက်ပြီးနောက်ဆုံးမသေးခင်ပဲတိခဲရတဲ့ပြည်သူတွေအများကြီးရှိတာပေါ့အဲ့ဒါတွေကိုအရင်ဦးဆုံးပြုပြင်ရမှာမဟုတ်ဘူးလားဆရာဝန်လောကမှာတနည်းအားဖြင့်ဆေးလောကမှာမြို့တိုင်းမြို့တိုင်းရွာတိုင်းရွာတိုင်းဆေးရုံတိုင်းဆေးရုံတိုင်းဆေးခံတိုင်းဆေးခံတိုင်းပုဂ္ဂလိကဆေးရုံကြီးတွေဆေးရုံကြီးတွေတိုင်းဆရာဝန်တွေမစင်ကျင်မှုဆရာဝန်တွေပေါ့ဆမှုဆရာဝန်တွေအတော့မကြမှုဆရာဝန်တွေ လွဲချော်မှုမှားယွင်းမှုတွေကြောင့်မတည်တင်ပဲသိခဲ့ရတဲ့လူနာတွေအများကြီးရှိပါတယ်။ဒေါ်လုံးလက်လက်ကိုရှိပါတယ်။အဲ့ဒါတွေကိုတော့ဒေါက်တာသဟိန်းတို့ကပြည်သူ့ဘက်ကလိုက်ပြီးတော့တနည်းအားဖြင့်ပြည်သူလူထုအတွက်အန်တရယ်ကြည့်တယ်လို့မထင်ဘူးလားဗောနော်ဒီလိုမကြိုးတင်မဲနဲ့ကြိုးကုန်ရတာတွေမကွယ်တင်မဲနဲ့ကွယ်ကုန်ရတာတွေမဖြတ်တော့တင်မဲနဲ့ဖြတ်တော့ ြစ်လိုက်ရတာတွေမသေးသင်ပဲနဲ့သေးလိုက်ရတာတွေအဲ့ဓာတွေဟိုပြောဖို့ကြတော့ဟိုခမားတို့တောင်းသိပါတယ်ဆိုတော့ဒေါက်တာသဟိအီဂတီအဖွဲ့ကဘာဖြစ်လို့ဥပိ္ပခာပြလိုက်တာတော့ဆရာဝန်အချင်းချင်းတော့စားပါစေဘာလို့ပြောလိုက်ရင် သူတို့စားပေါက်ပိတ်သွားလိမ့်မယ်တိုင်းစီတော့လုံးဝမစားစေရတိုင်းစီဆရာဆရာမတွေရဲ့ပါဇက်တွေကိုငါတို့ ီအကြောင်းပြချက်နဲ့လိုက်ပိတ်မယ်အဒီလိုရည်ရွယ်ပြီးတော့ခမပြောနေတာမလားဒါတစ်ချက်ပါဗျနောက်တစ်ချက်ကမျက်စိယောဂါတွေကုသနေတာမြင်တယ်အရရကြီးတယ်လို့ခမယူဆတယ်အဲကြောင့်ခမကပြည်သူတွေ မျက်စိမကွယ်သင်မဲ့ကွယ်ကုန်ပါဆိုလို့တိုင်းစေးဆရာမတော့ခင်ဆန်းယူခမရတို့ကအဲဒီလိုတိုင်ကြရပါတယ်လို့သင်ကြည်ပေးတာမလားဒေါခင်ဆန်းယူကဒေါက်တာဘုဒ္ဓနာကိုစိန်ခေါ်ပြီးသားလေအဲ့ဒီလိုစိန်ခေါ်တာလေဒေါခင်ဆန်းယူက အချောက်တိုက်ကြီးလိုက်စိန်ခေါ်တာမဟုတ်ဘူးဒေါက်တာမိုးတန်နာကသူ့ကိုတိုက်ခိုက်လို့လိန်စားပါတယ်ညာစားပါတယ်ဆိုပြီးတိုက်ခိုက်လို့ဒေါက်ခေဆိုင်ထံလာရောက်ကုသတဲ့ထောင်ချီတောင်းချီတဲ့လူနာတွေကိုငတုံးငအတွေပါလို့ဒေါက်တာမိုးတန်တာကဆွဆွဲလို့ဆော်ကားလို့ဒေါက်ခေဆိုင်ဤကခမရတို့စကားနဲ့ပြောလိုက်ချဲလင်းလုတ်လိုက်တယ်ဗျအဲ့ချဲလင်းလုတ်လိုက်တာကိုခမရတို့ပညာရှင်တွေပညာရှိတွေ တကယ်ကုသနိုင်စွာရှိတယ်ဆိုလို့ရှိရင်ပြင်ဆိုင်ရမှာလေပြင်ပြန်ရမှာလေအခုကပြင်မဆိုင်ရဲ့ရှင်းမပြန်ရတာခင်ဗျားတို့ကပညာမရှိလို့လားခင်ဗျားတို့မကုသနိုင်လို့ခင်ဗျားတို့ကုထုံးကဒီလောက်ထိအောင်အဆက်မမီတော့လို့လားဒီလောက်ထိအောင်နှိမ့်ချသွားလို့လားခင်ဗျားတို့ကဒီကုထုံးတွေနဲ့ပြည်သူတွေကိုဟိုညာတာပါတိလို့ပြီးတော့ စတော့နေတာဒီပြက်ကုန်ပါဆိုလို့လားပျောက်ကင်းအောင်ကုသနိုင်ပဲနဲ့ဟန်ရေးပြပြီးကုသနေတာကိုပြည်သူတွေရိတ်မိသွားမှာဆိုလို့လားတကယ်ဆိုင်မျက်စိကုတာတွေက10ရောက်ကုရေ10ရောက်တတ်တာလေရာဂိုင်းလို့ပြေပါဗျာအဲ့ဒီထဲမှာမှတစ်ချိန်နဲ့နဲ့အရှင်းပြောက်တဲ့သူဟာ90ရာဂိုင်းလို့60ရာဂိုင်းလို့90ရာဂိုင်းလို့ဒီရှိပါတယ်ဗျာအဲ့ဒီထဲမှာမှ2ချိန်ကုသမဲ့သူတွေ3ချိန်ကုသမဲ့သူတွေ4ချိန်ကုသမဲ့သူတွေ5ချိန်ကုသ မဲ့သူတွေအများကြီးရှိပါတယ်ဗျာအဲ့ဒီ၅ချိန်လောက်ကုသလိုက်ရင်ကိုကြောက်နိုင်ပါတယ်ဗျာအဲ့ဒါဟိုခမရတို့လို့ဟိုမှန်ဘလူးဆိုတာတွေလည်းမပါဘူးစက်ကရိယာတွေလည်းမပါဘူးနှကြက်ဆိုတာလည်းမပါဘူး ဘာကရိယာမှမပါဘဲနဲ့သူမရဲ့လက်ချောင်းလေးတွေနဲ့တင်ဒီလိုမျက်ကြောလေးတွေကိုထောက်ပြီးရှင်းပြီး ကုသသွားတာပါဗျာအဲဒေါခင်ဆိုင်းကြီးကအန်ဒရယ်ကြီးတဲ့မျက်စိယောဂကိုကုသနေလို့ခမရာတို့ကတိုင်ကြရပါတယ်ဆိုရင်အဲဒေါခင်ဆိုင်းကြီးကုသလို့မကွယ်သင်ပဲမျက်စိကွယ်သွားတဲ့လူနာဘယ်နှယောက်ခမရာတို့တွေ့ဘူးပါဒလဲဒေါခင်ဆိုင်းကြီးထမ်းပေါက်လာရောက်ကုသတဲ့လူနာတွေတန်းစီနေတဲ့လူနာတွေကိုခမရာတို့ လာပြီးကွင်းစင်လိလာကြည့်ဘူးပါသလားဒေါခင်ဆိုင်ဤနဲ့ကုသလို့ပျောက်ကင်းသွားတဲ့လူနာတွေကိုခမားတို့အင်တာဗျူးဘူးပါသလားဘိုင်ဘောမှာဒေါခင်ဆိုင်ဤကုသလို့ ပျောက်ကင်းသွားတဲ့လူနာတွေကိုယ်တိုင်ရင်ဖွယ်စကားတွေဗူဒီယိုနေနဲ့တင်ထားသလိုဒေါခင်ဆိုင်ကြီးကလည်းခမားတို့လိုအခန်းထဲမှာလူနာနဲ့ဆရာဝန်နဲ့နှစ်ယောက်ထဲဝမ်းပိုင်ဝိုင်းတိတ်တိတ်ကလေးကုတာမဟုတ်ဘူးဟော်ကြီးနဲ့တန်းစီစောက်ဆိုင်နေတဲ့လူနာတွေရှေ့မှာဟိုတကယ်ပုတ်ပွဲလင်းလင်းကုတာတယောက်ယောဂါပျောက်သွားပြီဆိုပရိသတ်ကြီးကဝမ်းသာအရလက်ခုပ်တွေတီးလိုက်ဟာနောက်တယောက်ထပ်မံပြီးယောဂါပျောက်သွားပါပြီတဲ့ဆိုလို့ရှိရင်ထပ်မံပြီးတော့ပရိသတ်ကြီးကလက်ခုပ်အောဝါတီးလိုက်တဲ့ ဲ့လိုကုတနေတာဖြစ်ပါတယ်ဗျာခမရတို့ကကိုဇော်တို့မတပ်ပြတို့ခမရတို့ရင်ပတ်ထဲကဇက်ရုပ်တီ BBC ပေါ်တင်ပြီးတော့လောက်ကြံတိုက်ခိုက်ခဲ့တာကိုခမရဘာလိန်ရင်သေးတယ်လဲမျက်စိယောဂပျောက်ကင်းပုံနဲ့ပတ်သက်ပြီးတော့ကြုတ်လိုင်းပေါ်အများကြီးတင်ခဲ့ပြီနော်နောက်တဲ့တင်မယ်ဆိုရင်တင်စရာရှိသေးတယ်နော်ဒီကြားထဲမှာမအဲဖုန်းနဲ့လှမ်းပြီးတော့အဲတပြည့်တော်တပြည့်တော်မတို့ဟာ အဲဒီလိုပဲဒေါက်ခေဆိုင်နဲ့ကုတဲ့အတွက်ကြောင့်ဖယ်ဒီယောဂတတ်တာသွားတာအခုတပိုင်းတစလေးကြံတာကိုဆက်လက်ကုတာခြင်းတဲ့အတွက်ကြောင့်အကူညီတောင်းတဲ့သူတွေကိုအများကြီးရှိပါတယ်နော်အဲ့ဒီတော့ဒေါက်ခေဆိုင်မျက်စိကူတာအင်ပတန်ဆွမ်းနေဆိုတာကိုဒေါက်တာသက်ဟေးခမရလက်ခံလိုက်ပါပြီးတော့ဒေါက်ခင်ဆိုင်ရင်မျက်စိကူတာဆွမ်းတာကိုကိုယ်တိုင် သိကျင်သဘောဆိုရင်ဒေါက်ခင်ဆိုင်ယူခမရတို့အမှုစင်ထားတာတွေပြန်ယူသိမ်းလိုက်ပါအဲ့ဒါဆိုရင်ခမရတို့ဆေးလောကကဆရာဝန်တွေ ပါရဂူကြီးတွေအထုကုကြီးတွေအကုန်ဖိတ်ခေါ်ပြီးတော့ကျုပ်ဒေါက်ခင်ဆိုင်ယူခင်ဗျားတို့ရှေ့တွေမျက်စိကူခိုင်းပါမယ်ခင်ဗျားတို့ဆေးလောကကမကုသနိုင်ပါဘူးငါတို့ပညာနဲ့တော့လုံးဝမရတော့ပါဘူးဆိုတဲ့မျက်စိလူနာတွေကိုလေရွေးချယ်တာစုဆောင်းတာဒေါက်ခင်ဆိုင်နဲ့ကျုပ်ကူပြပါအဲ့ဒါဆိုရင်ဒေါက်ခင်ဆိုင်ရဲ့ပညာခင်ဗျားတို့ပညာထက်ပါတယ်ဆိုတာလည်းသိသွားစေရမယ်ဒေါက်ခင်ဆိုင်ကပြည်သူလူထုကိုအန္တရာယ်ပြုနေတဲ့သူမဟုတ်ဘူး ပြည်သူလူထုရဲ့ဒုက္ခဝေဒနာကိုဖယ်ရှားပေးနေတဲ့သူမရဲ့စိတ်ပညာနဲ့ပြည်သူလူထုကိုအလုတ်ကျွေးပြုနေတဲ့အပြစ်မဲ့သူတော်ကောင်းတိုင်းဆေးဆရာမတအူးဖြစ်တယ်ဆိုတာကိုလည်း ဲခမရတို့တည်သွားစေရပါမယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဖရာတဟေခမရတို့ရေချက်ကောင်းပါတယ်တာဝန်တိစိတ်သက်ကိုလည်းချီးကျူးပါတယ်ဒါပေမဲ့ခမရပြစ်မှတ်လွဲနေတယ်ဆရာဝန်လောကမှာအစဉ်အင်ဂျင်မဲ့ဆရာဝန်တွေကြောင့်ပြည်သူတွေဒုက္ခရောက်နေတာမနှဲတော့ပါဘူးရွာတိုင်းမြို့တိုင်းရက်ွက်တိုင်း ဆေးရုံတိုင်းဆေးကန်းတိုင်းမှာရှိပါတယ်။အရာတွေကိုခမားတို့ထုတ်ဖော်ပြီးတော့အရင်ဦးဆုံးပြည်သူဘက်ကနေရည်တည်ပြပေးပါ။အဲ့ဒီလိုမှမပြတတ်နိုင်ဘူးဆိုရင်အလိုင်းပေါ်မှာတယ်။ကဲပါယူပါအော်ဟဲ့ပြီးတော့တရားဝန်နေကြောင့်ဒုက္ခရောက်ခဲ့သူလူနာတွေလူနာတွေရဲ့မိသားစုတွေကိုကျုပ်တဖန်ချင်းတင်ပြီးတော့ဒေါက်တာတဟိန် ဒေါက်တာတဲအေးဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်တင်ပြပေးသွားပါမယ်။ဒါပေမဲ့ခင်ဗျားတို့ကဒီအထိမရည်ရွယ်ဘူး။အဲ့ဒီလိုမှမလုပ်ဘူးဆိုလို့ရှိရင်ခင်ဗျားကဟိုအပျော်တရားအလုံတရားဆရာဝန်ဖြစ်တယ်ဆိုတာဝန်ခံရပါမယ်။ခင်ဗျားတို့ဒေါက်ခင်ဆန်းယူအပျုတ်တိုက်တာကတိုင်းစေးကိုအပျုတ်တိုက်တာနဲ့အတူတူပဲ။ခင်ဗျားတို့အခုအစင်ချင်းမဲ့ဆရာဝန်များစွာကို ပြစ်ထားတာကခင်ဗျားတို့ပြည်သူကိုတတ်တဲ့ဘက်ကနေရက်တီနေတာနဲ့အတူတူပဲ။ ခမရတို့ကအာရမဘတ်တော်သားတွေပဲအမကိုခမရတို့တိုက်ခိုက်နေတဲ့အာရမဝါဒီတွေပဲလို့တရားဝင်ကြုတ်သတ်မှတ်ရပါလိမ့်မယ်ဗျာ